ေလူတယောက်အတွေးခေါ်တွေမှားသွားအောင်အယူဆတွေမှားသွားအောင်မှားရတဲ့အတွေးခေါ်တွေရအောင်အကြောင်းဘယ်နှမျိုးရှိတယ်လဲဆိုရင်နှမျိုးရှိတယ်တဲ့နံပါတ်1ကပရတောဂောတတစ်ဖက်ကဟောပြောပို့ချတဲ့အတန်တွေကဒါအပြင်ဘက်ကအကြောင်းတရားပဲအတွင်းပိုင်းဆိုင်ရာအကြောင်းတရားကအာယောနိသောမနတိကလား ိုယ်ထိုင်ကမမှန်ကန်ကန်ဆင်ခြင်နှလုံးသွင်းမှုမရှိဘူးတဲ့အပြင်ဘက်ကလည်းမမှန်ကန်တဲ့ဟောပြောချက်တွေကိုနားထောင်ရတယ်ကိုယ့်ရဲ့အတွင်းနှလုံးသွင်းမှုကလည်းမှန်ကန်မှုမရှိဘူးဆိုရင်ဒီပုဂ္ဂိုလ်ကမိစ္ဆာဒိဋ္ဌိဖြစ်သွားတာပဲဒါမိစ္ဆာဒိဋ္ဌိဖြစ်ခြင်းအကြောင်းနဲ့အတွင်းအကြောင်းနဲ့အပြင်အကြောင်းထို့တူပဲသမ္မာဒိဋ္ဌိ မှန်ကန်တဲ့အမြင်တစ်ခုရရှိဖို့ဆိုတဲ့နေရာမှာလည်းပဲအတွင်းအကြောင်းနဲ့အပြင်အကြောင်းနှစ်ခုပေါင်းစပ်ထားတာပဲပရဒေါခောတမမကန်ကန်ဟောပြောပို့ချတဲ့တရားဓမ္မအတန်ကိုကြားနာရတာကအပြင်အကြောင်းယောနိသောမနတိကာရအသိဉာဏ်နဲ့ဆင်ញင်စဉ်းစားနိုင်မှုက အတွင်းအကြောင်းအဲ့ဒီအကြောင်းနှစ်ခုပေါင်းစပ်လိုက်တဲ့အခါကျတော့ သမ္မာဒိဋ္ဌိလို့ခေါ်တယ်။မှန်ကန်တဲ့အမြင်တစ်ခုရရှိလာနိုင်တယ်။ရှင်သာရိပုတ္တရာမထေရမြတ်ယဟန္တာဖြစ်သွားတာပဲကြည့်အောင်။သူ့ဘာသူဖြစ်တာမဟုတ်ဘူး။ရှင်သာရိပုတ္တရာအလောင်းဟာမေကောင်းဆွေကောင်းမရလို့ပင်ကိုအနေထားကအမတန်ညာထက်တဲ့ပုဂ္ဂိုလ်ပဲ။ရန်ပြက်လာမှညံထက်တာမဟုတ်ဘူး မွေးကလေးက intelligent ဉာဏ်ပညာထက်တဲ့ပုဂ္ဂိုလ်ပဲသို့တော့ပြင်မဲ့ကအကြောင်းတစ်ခုလုံးနေသည့်အတွက်ကြောင့်အမှန်တရားကိုလိုက်ရှာတာအတော်ကြာအောင်အမှန်တရားမတွေ့နိုင်ဘူးရှင်။ဘာကြောင့်လဲအတွင်းအကြောင်းရှိတော်လဲအမှန်တည်းအပြင်အကြောင်းတရားကထောက်ပံ့မပေးသေးဘူး။ရှင်အတ္တဇိနဲ့တွေ့လိုက်တဲ့အခါကျတော့ ဘုရားဝါဒကိုအကျဉ်းချုပ်နေရှင်းပြလိုက်တယ်။ယေဓမာဟေတုပ္ပဝါတေတံဟေတုတထာဂတောသဘာဝတရားတွေဟာအကြောင်းကိုအခြေခံဖြစ်တာတဲ့။အဲ့ဒီအကြောင်းကိုဖြစ်တဲ့အခြေခံဖြစ်တဲ့တရားတွေကိုလည်းမြတ်စွာဘုရားက ဟောတယ်။အဲ့ဒီအကြောင်းကိုအခြေခံဖြစ်တဲ့တရားတွေရဲ့အကြောင်းရင်းအစစ်မှန်ကိုလည်းမြတ်စွာဘုရားကဟောတယ်။ အဲ့ဒီအကြောင်းတရားတွေချုပ်ငိမ့်သွားလို့ရှိရင်လည်းအကျိုးတရားတွေချုပ်ငိမ့်သွားတယ်ဆိုတာကိုလည်းမြတ်စွာဘုရားဟောတယ်။ချုပ်ငိမ့်တဲ့နိလန့်တွေကိုလည်းဟောတယ်လို့သစ္စာလေးပါးကိုအချင်းချုပ်လေးပြောလိုက်တာ။ဒုက္ခနဲ့သမုဒယဒီနှစ်ခု နာလိုက်ရတာနဲ့ပဲရှင်သာရိပုတ္တရာအလောင်းမှာတောတပံဖြစ်သွားတာ။ရတ္တဂောတလို့ခေါ်တဲ့မှန်ကန်တဲ့တရားတရားသား ပြင်ပအကြောင်းတရားမိမိကိုယ်၌ကအတိညာရှိတယ်မမကန်ကစဉ်းစားတတ်တယ်ဆိုရယောနိသောမနတိကာရအတွင်းအကြောင်းတရား external condition နဲ့ internal condition အချိုးညီညီပေါင်းစပ်လိုက်တဲ့အခါကျတော့သောတပန်ဖြစ်ဆင့်ရောက်သွားတာတန်တရားတွေကင်းသွားတယ်မကန်တဲ့အမြင်တစ်ခုရသွား